မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဖီအားအောက်က EA နဲ့ကြောက်ဖြူတိုက်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် KIA အနေဖြင့်ဗမော်မျိုးသိန်းထိုးစစ်ရတန်ကတရုတ်နဲ့ဆက်ဆံရေးမြင့်တရန် AA ဒီလဲဗမော်တိုက်ပွဲတွင်ဝိမပါရန်နှင့်တရုတ်သဘာဝတန်ွေဆက်ယုံများရှိရာကြောက်ဖြူမျိုး၌တိုက်ပွဲမလုပ်ရန်တိတ်ရှိခြင်းကပြောခဲ့ခြင်းဟုသိရပါတယ် အေအေထိုးစစ်စင်နေသည့်တရုတ်သဘာဝဓာငွေဆက်ယုံတရှိရာကြောက်ဖြူမျိုးတွင်လည်းအမှတ်30ရဲတရင်အနီးရှိနှံဖဲတောင်၊ကျိုင်းစေကေနှင့်မင်းတက်တောင်ကျေးရွာတို့၌တိုက်ပွဲများဖြစ်ပွားခဲ့သည်။တိုက်ပွဲများအတွင် AA sniper တပ်ဖွဲ့ဝင်များ၏ပြစ်ခတ်မှုကြောင့်တပ်မ71ချင်းမြန်တပ်မမှနီးပြူဟာမှုဘုံမူးကျုပ်ကြော်မျိုးအောင်သိမ်းဆုံးခဲ့ပြီးမေ30ရက်၌မင်းထက်တောင်ကြီးရွာအနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်းတိုင်းစစ်ဦးစီးမှုပထမရန်ဒုဘုံမူးကြီးကြော်လင်းကြိုင်နှင့်တပ်ဖွဲ့ဝင်15ဦးကိုအေအေကအရှင်ဖမ်းမိခဲ့ကြောင်းသိရသည် ကြောက်ဖြူမျိုးတွင်စစ်တပ်၏ခြေလင်းတရင်ခလာရ34ခြေညံတရင်ခမရ942ခမရ923ဓညဝတီရေတပ်ဌာနချုပ်တောင်မော်ကြီးရေတပ်ဌာနကွယ်အမှတ်32ရဲတရင်တို့အခြေစိုက်ထားသည် အထက်ပါတရင်အချက်လက်တွေအရာဆိုရင် တရုတ်ရဲ့ဖိအားပေးမှုကထိရောက်နိုင်မလားတရုတ်ရဲ့သမတ်ရိုးကျပုံမှန်အပြစ်ခက်ရက်စဲရေးဖိအားကမအာလာကိုပုံအော်ပြီးအကျိုးတူရလတ်ကိုညှော်ကိုခြင်းအဆင့်ထက်ပိုမလားမအာလာထွက်ပေါက်အတွက်တမင်တကာကြီးရွယ်ပြီးတရုတ်ကတွန်းတိုက်ပေးလာတဲ့သဘောလို့ရှုမြင်ရတယ်ဒီနေ့မှာတော့ကြောက်ပြူတိုက်ပွဲငြိမ်သက်နေတယ်လို့သတင်းရရှိတယ်မအာလာအတွက်ကတော့တရုတ်ကိုကိုယ်တကူကျွဲ့ကိန်းအဖြစ်ရွေးကောက်ပွဲကျင်းပကအာနာတကူဆက်လက်တိုးမယ့်သဘောပါပဲတရုတ်ရဲ့ဒိုင်းပွဲရဲ့အစင်ကတော့ဖုတ်ပူမီတိုက် ်စစ်ပွဲရက်စီရီအဆင့်ထက်ကျော်လွန်ပေမထင်ပါဘူး။တရုတ်ကလက်ရှိတိုက်ပွဲဖော်ဆောင်နေတဲ့တော်လန်ยีခေါင်းကိုင်ဖခင်ကြီးရေတောက်မြင့်များကိုဖျက်တောက်ချင်နေတဲ့သဘောပါပဲ။သူတို့ကိုထိန်းကျောင်းနိုင်ရင်ဒီပွဲကရက်သွားနိုင်တယ်လို့တွက်ဆထားပုံရတယ်။ဒီပွဲရက်တိုင်းအဖြစ်တစ်ခုခုထွက်မလာဆိုရင်တော့သိပ်ပြီးတေးကြမှုတော့မရှိပါ။တေးကြတာတစ်ခုကတော့မအလအတွက်ရွေးကောက်ပွဲအလုပ်ဖြစ်ဖို့ရန်တရုတ်ကဦးတည်ပေးတဲ့ပြစ်မှတ်ကြီးအခင်းအကျင်းထက်မပူနိုင်တော့ပါ။ အေးအေးပေါ်မှာတရုတ်ရဲ့ဖိအားပေးမှုကကြောက်ဖြူတိုက်ပွဲအတိုးအဆုတ်နောက်ဆန်တင်းသွားနိုင်မလားကြောက်ဖြူတိုက်ပွဲမှာတရုတ်လုံခြုံရေးတပ်ဖွဲ့များမီးပညာအကူအညီပေးကောင်ဝင်တိုက်ပေးတယ်ဆိုတဲ့သတင်းကလည်းကြားသိရတယ်တရုတ်ကအေးအေးကိုမြောက်ပိုင်းမှာဖိအားပေးပြီးကြောက်ဖြူမှာတရုတ်စစ်သားများဝင်ရောက်တိုက်ခိုက်ပေးနေတာကဘာသဘောလဲ အေအေကိုတရုတ်ကမီးဆက်တပ်ဖက်ရေမှုတ်တပ်ဖက်ဖြင့်ချုံးအုပ်ပြတာလားဖိအားနှမျိုးဖြင့်ဖိထောင်းပြတာလားမိကွန်းထုတ်စရာဖြစ်နေတယ်။ကြောက်ဖြူတိုက်ပွဲကိုတရုတ်ရဲ့အတိုင်းပွဲရဲ့အစင်နဲ့ပဲလိတ်ခဲတဲ့လဲထားတော့မှာလားတရုတ်ရဲ့စဉ်စားချက်ကြောက်ဖြူစစ်ပွဲကိုရက်စဲပေးုံတတ်တက်လားမင်းထွက်ငါထွက် policy တစ်ခုခုဖြင့်ဖြေညှိမပေးတော့ဘူးလား ကြောက်ဖြူအဖြစ်အတွက်တရုတ်ကလီလီနဲ့နဲ့စဉ်စားအဖြစ်ထုတ်ပေးချိန်တန်နေပါပြီ။ PR ပေးပြီးစစ်ပွဲရဲစဲစီရန်လှုပ်ဆောင်ပြနေုံသက်သက်ဖြင့်ကြောက်ဖြူတိုက်ပွဲကအဖြစ်ထွက်တယ်လို့မဆိုတာပါ။တရုတ်ရဲ့ PR ပေးမှုကနောက်ဆက်တွဲဘဲအတိုင်းအတာတိသက်ရောက်မလဲဆိုတာရှုစားစောင့်ကြည့်ရုံပါပဲ။ ဆက်လက်ပြီးပူလောမြို့နယ်ဒူးရင်ပင်ရှောင်းရွာပနာမီတဝဖရာကျောင်းကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ထီလင်းတွင်လည်းစစ်တပ်ပစ်ခတ်သောလက်နက်ကြီးထိမှန်ပြီးပြည်သူတို့အူထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းပူလောမြို့နယ်ဒူးရင်ပင်ရှောင်းရွာပနာမီတဝဖရာကျောင်းကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU မကွေးတပ်ဝိုက် district ကထုတ်ပြန်ထားပါတယ်။ဇွန်လ၄ရက်နေ့နနက်၁၇နာရီခန့်တွင်မြိတ်တဝဲခရိုင်ပူလောမြို့နယ်အတွင်ကိုအကြမ်းဖက်စစ်တပ်၏ပူလောတပ်ရင်း၂၈ 25တက်စကန်က120မမလက်နက်ကြီးတစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်းတူရင်းပင်ရှောင်းကျေးရွာဖနာမီတဝေါ်ဖရာကျောင်းကိုထိမှန်ခဲ့ပြီးအဆောက်အဦများထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ ထို့ပြင်မကွေးတိုင်းထီလင်းမြို့နယ်တွင်စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးထိမှန်ပြီးပြည်သူတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါရယ်မေလ31ရက်နေ့တွင်ထီလင်းမြို့ပေါ်မှထွက်လာသောအကြံဖတ်စစ်တပ်နှင့်ပြူစော်တီပူးပေါင်းစစ်ကြောင်းသည်တရခါရွာဖျားကုန်း၌အထိုင်ချကကြီချောင်းဝဲရွာကို စစ်တောင်းထိုးပြီး87မမလက်နက်ကြီးများဖြင့်ပြည့်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ပြည်သူတအူလက်မောင်းလက်နက်ကြီးအစအထိမှန်ပြီးဒဏ်ရာရပါတယ်။အနီကလက်နက်ကြီးကတော့အချက်30လောက်ရန်ထူနေတာရွာဘက်5ချက်လောက်ကြတယ်လို့ပြောပါတယ်။ပြည်သူတွေတေဆုံးတာတော့အခုထိမရှိသေးပါဘူး။နေအိမ်ပျက်စီးမှုကတော့မရှိပါဘူး။ပြည်သူတွေကိုပဲလေးချောင်းတည်းလက်နက်ကြီးတည်းအမြဲရှိဖို့ပုံခိုခြင်းမှာပုံအောင်ကြဖို့မှတ်ချက်ပေးခြင်းပါတယ်ဟုထီလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအူကပြောဆိုပါတယ်။ဆက်လက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမြမနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူအီဂျင်မြောင်တောင်ကိုရီးယားသမ္မတဖြစ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စန့်ကျင်ရေးမြမနွေဦးဒေါ်လန်ရေးကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုစလင်များနဲ့တွေ့ဆုံခဲ့သူဤချင်းမြောင်သည်ကိုရီးယားသမ္မတအဖြစ်ရွေးကောက်ခံရကြောင်းတောင်ကိုရီးယားမှလာသောသတင်းများအရသိရှိရပါသည်။ဇွန်လ3ရက်နေ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင်အတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤချင်းမြောင်ကအနိုင်ရရှိသွားပြီးသမ္မတအဖြစ်ရွေးကောက်ခံခဲ့ရခြင်းဖြစ်ပါသည်။ တောင်ကိုရီးယားသမ္မတဖြစ်လာသူအီချင်းမြောင်သည်မြမနွေဦးတော်လန်ရေးကြီးစတင်ချိန်ကတည်းကယနေ့အချိန်အထိမြမဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူကိုရီးယားနိုင်ငံရေးအထိုင်ဝန်းကြောင့်မှလက်သုံးချောင်းထောင်ပြီးမြမအကြံဖက်စစ်အုပ်စုကိုကျင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြမနိုင်ငံရေးလှုပ်ရှားမှုနှင့်ထောက်ပံ့မှုအားကောင်းသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယား၏မြန်မာနှဝက်အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။2021ခုနှစ်မတ်လ2ရက်နေ့မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီးတစ်လအကြာအတိုက်ခံကောင်းဆောင်အီဂျင်မြောင်သည်ကိုရီးယားနိုင်ငံဂယောင်ဂီနိုပြည်နယ်၏အုပ်ချုပ်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေစဉ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားမှာအဖွဲ့ဝင်များဖြစ်ကြသည့်ဥယျာဉ်တိုင်းထွန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီယုံရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆွန်မိုသူမြန်မာအလုံသမားလူမှုဘူလုံရေးစင်တာနှင့်မန်နင်းဝေးကြီးစောင်းကုန်းဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့သည်ထိုချိန်ကအုပ်ချုပ်ရေးမှူးဦးကျင်းမြောင်ကလက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသောနိုင်ငံရေးအခြေအနေအရရက်ကိုသိရှိပါကြောင်းစစ်အာဏာသိမ်းမှုကိုလည်းကန့်ကွက်ရှုတ်ချပါကြောင်းမိမိတို့ခရောင်ဂီရိုပြည်နယ်အနေဖြင့်သာမကကိုရီးယားအစ ိုးရအနေဖြင့်လည်းမြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေရနဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်စေရအတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖန်စီထိမ့်သိမ်းခံထားရသည့်နိုင်ငံကောင်းဆောင်များအတွက်လည်းအလွန်စိုးရိမ်ပူပန်မိပါကြောင်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရအတွက်ဖီအာပေတောင်းဆိုသွားမည်ဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသိရပါသည် ခရောင်ဂီတို့ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်ရှိနေစဉ်ဤကျဲမြောင်က၎င်းအုပ်ချုပ်နေသည့်ခရောင်ဂီတို့ပြည်နယ်၏ဥပဒေသတ်မှတ်ချက်များနှင့်အညီမြန်မာနက်ဝက်အဖွဲ့အစည်းကိုတီထောင်ခွင့်ပြုခဲ့ကြောင်းသိရပါသည်။ထို့ပြင်2024ခုနှစ်မေလ18ရက်နေ့ဂွမ်ကျူးမြို့၅တပ်သမ18နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္ဒာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံနှုတ်ဆက်စဉ်ကလည်းမြန်မာဒီမိုကရေစီရေးကိုဆက်လက်အားပေးထောက်ခံနေမည်ဖြစ်ကြောင်းထိုစဉ်ကဤကျင်းမြောင်သည့်လွှတ်တော်အမတ်တအုပ်ဖြစ်သလိုပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရှိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။